အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာ YouTube channel မှာဗီဒီယိုတွေတင်ပြီးတော့ဝင်ငွေချခြင်းတဲ့သူတွေအတွက်ကျွန်တော်တို့ဒီဖုန်းကနေပြီးတော့ YouTube account စနစ်တကျဖွင့်တဲ့နီလန်းကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ Gmail ဖွင့်တဲ့နီလန်းကတော့ကျွန်တော်တို့မပြောပြတော့ဘူးဘာလို့လဲဆိုတော့ Gmail ဖွင့်နီးတွေကကျွန်တော်ရှေ့ဗီဒီယိုတွေမှာပြောပြထားတာအများကြီးရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီဖုန်းနဲ့စနစ်တကျဖွင့်ဖို့အတွက်ကို Google Chrome နဲ့ကိုဝင်လိုက်ပါမယ် Google Chrome ကလည်းဖုန်းတိုင်းမှာရှိပါတယ်เนาะအဲ့တော့ Google Chrome နဲ့ကိုဝင်လိုက်မယ် Google Chrome နဲ့ကိုရောက်လာတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ search bar လေးမှာ YouTube youtube.com ဆိုပြီးတော့ကျွန်တော်တို့ရိုက်ချလိုက်ပါ youtube.com ကိုရိုက်ချပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာ youtube ဆိုအဲ့ဒီ site ဟိုလေးကိုနှိပ်လိုက်ပါအဲ့တော့ဒီလိုမျိုးဒါကျွန်တော်တို့ youtube အထဲကိုကျွန်တော်ရောက်လာတာပေါ့နော်ဒါဒီလိုမျိုးရောက်လာတယ်ဆိုရင်ကျွန်တော်ကနောက်ပြန်ဆုပ်လိုက်ပါမယ်ဆုပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ site in ဆိုတာလေးကိုယူလိုက်ပါမယ်နော် youtube site in လေးကိုယူလိုက်မယ် ရွေးလိုက်တယ်ဆိုလို့ရှင်ကျွန်တော်အခုလိုပုံစံမျိုးလေးမြင်တွေ့ရမှာဖြစ်ပါတယ်เนาะဒီလိုပုံစံမျိုးမြင်တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာကျွန်တော်တို့ကိုဖွင့်ရင်လည်းကြည်မေးဟုတ်လားမဟုတ်လားဆိုတာကိုဒီမှာတစ်ချက်ကြည့်လိုက်ပါမယ်တစ်ချက်ကြည့်ပြီးပါပြီဆိုရင်ကျွန်တော်ဒီနေရာမှာဒီနေရာမှာကျွန်တော်တို့ create ဆိုတာရှိတယ်ဗောနော create channel ဆိုတာရှိတယ်အဲ့ဒီ create channel လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်အဲ့တော့ create channel ကိုနှိပ်လိုက်တယ်ဆိုလို့ချင်းကျွန်တော်ဒီလိုပုံစံမျိုးလေးဒီကကြာလာမယ်ပေါ့နော် ဒီလိုပုံစံမျိုးကြာလာလိမ့်မယ်ဒီမှာဆိုလို့ရှိရင် KK စင်ဆိုတော့သူ့ရဲ့ name ပေါ့เนาะသူ့ရဲ့ name ရှိတယ်အဲ့ဒီ name အတိုင်းကိုကျွန်တော်ဖြန့်ညင်တယ်ဆိုလို့ရှိရင်အဲ့ဒီ name အတိုင်းပေါ့เนาะအဲ့လိုမှမဟုတ်ဘူးကျွန်တော်တွေကကျွန်တော်ကနောက်ထပ်ဟလာကိုပေးခြင်းတဲ့ number ပေါ့เนาะအဲ့ဒီပေးခြင်းတဲ့ number တစ်ခုခုကိုကျွန်တော်တွေကပေးလို့ရတယ်เนาะ โอเคเนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအောက်မှာဆိုလို့ရှိရင် handle ပေါ့เนาะ handle ကဘာကိုပြောတာလဲဆိုလို့ရှိရင်ကျွန်တော်တို့ user name တဖို့မျိုးပဲပေါ့เนาะ user name လို့ပဲကျွန်တော်ရဲ့ channel ကိုအလွယ်တကူကျွန်တော်တို့ရှာလို့ရတယ်အလဲတကူ channel ကိုကျွန်တော်တို့က mention ခေါ်လို့ရတယ်ပေါ့เนาะဒီလိုသဘောမျိုးနဲ့ကျွန်တော်တို့က handle ဆိုပြီးတော့ပါတာဖြစ်ပါတယ်เนาะအဲ့တော့ဒီ handle ကိုလည်းကျွန်တော်တို့ကကိုဟလာ ကြိုက်တယ်လို့ကျွန်တော်တွေကထည့်လို့ရတယ်ပေါ့နော်အခုဒီလိုမျိုးအစိမ်းအောင်လေးဖြစ်နေတယ်ဆိုလို့ရှင်ဒီ handle ကကျွန်တော်တွေအသုံးပြုလို့ရတယ်ဒါကြောင့်မလို့ handle ကိုကတော့ကျွန်တော်မပြောင်းတော့ဘူးပေါ့နော်ပြီးလို့ရှင်ကျွန်တော်တို့မှာ create channel ဆိုတာရှိတယ်ပေါ့နော် create channel လေးကိုကျွန်တော်တွေအချက်နှိပ်ပြလိုက်အောင်ဖြစ်ပါတယ်နော် create channel ကိုတစ်ချက်နှိပ်ပြလိုက်ပါဒါဆိုလို့ရှင်ကျွန်တော်တွေက channel လေးဟာလာ channel name လေးပွင့်သွားပြီပေါ့နော်အဲ့တော့ channel name ပွင့်ဖို့အတွက်ကိုခဏလေးကျွန်တော်တွေစောင့်ပြလိုက်ပါ โอเคเนาะโอเคဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီက channel တစ်ခုရသွားပြီဖြစ်ပါတယ်เนาะ channel တစ်ခုရသွားပြီအဲ့တော့ကျွန်တော်တို့ post တစ်ခုတင်မယ်ပေါ့เนาะ post တစ်ခုတင်မယ်အဲ့တော့ပြီးမှဒီ channel နဲ့ပတ်သက်တဲ့ study တွေကိုကျွန်တော်တို့ဒါထပ်ပြီးတော့ရှင်းပြပေးသွားမှာပေါ့เนาะအဲ့တော့ကျွန်တော်တို့ post တင်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီပုံမှန်ပေါ့เนาะပုံမှန်ကျွန်တော်တို့က ဒီ create ဆိုတာလေးကိုနှိပ်ပြီးတော့တင်သွားမှာပေါ့နော်အခုလက်ရှိဒီမှာမြင်နေရတဲ့ create ကဒါ video တပုံးမှမရှိသေးတာဖြစ်တဲ့အတွက်အခုလိုမျိုး create ဆိုတာမြင်ရတာပေါ့နော်အဲ့တော့ကိုယ့်ရဲ့ကျောင်းလေး channel name ဒီ channel name ဒီဒီမှာ kk recap ဆိုပြီးတော့ကျောင်းလေးအ recap ဆိုပြီးတော့လုပ်ထားတယ်ပြီးလို့ရှိရင် handle ရတော့ handle ရလည်းအပေါ်က name နဲ့အတူတူကျောင်းလေးထည့်ထားတယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာအဲ့တော့ဒီမှာကျောင်းလေးက create ဆိုတာလေးကိုနှိပ်လိုက်ပါမယ် create ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ unlock video ဆိုတာကြည့်တယ်ဗောနော် unlock video လေးကိုရှာနှိပ်လိုက်မယ် unlock video ကိုနှိပ်လိုက်တယ်ဆိုရင်ကျွန်တော်တို့ဒီဒါကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ video တွေစီကိုရောက်လာမှာဖြစ်တယ်ဗောနော်အဒီလိုမရောက်လာခင်မှာကျွန်တော်ဘယ်လိုလာလဲဆိုလို့ရှိရင်သူကဒါအဲ Google Studio sorry youtube studio စီကိုရောက်လာတာဖြစ်ပါတယ်เนาะအဲ့ဒီနေရာမှာကျွန်တော်တို့ကဒီမှာ verify လုပ်ဖို့ပြောတယ်ဗောနော် verify လုပ်ဖို့ကျွန်တော်ပြောတယ် verify this that is you ဘောเนาะအဲတင်းရဲ့အကောက်ကိုကျုပ်တွေကဒါ verify လုပ်ဖို့သူကပြောတယ်ဗောနော်အဲ့တော့ကျောင်းတွေကနှိမ့်နေသွားပြပါမယ် verify လုပ်ဖို့အတွက်ကိုကကျွန်တော်ရဲ့ကျွန်တော်မှာရှိနေတဲ့ဖုန်းနံပါတ်တွေကဒီ verify လုပ်လို့ရချင်မှရတော့မယ်ဗောနော်ဘာလို့လဲဆိုတော့ဖုန်းနံပါတ်တွေကတုံးထားတာဖြစ်တဲ့အတွက်ရချင်မှလည်းရတော့မယ်အဲ့တော့ကျောင်းတို့မှာ select file ဆိုတာကိုနှိမ့်လိုက်ပါမယ်နော်ပြီးလို့ရှိရင်ကျောင်းတို့မှာကျတို့အပေါ်က စာတန်းကိုရွေးပေးလိုက်ပါမယ်။ Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီကဒီမှာအဲဖိုတိုအမ်ဗီဒီယိုဆိုတဲ့ media file လေးကိုကျွန်တော်ချက်နှိပ်လိုက်ပါမယ်နော်။နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒါနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုတစ်ပုဒ်ကိုရွေးမယ်ပေါ့နော်။အဲဗီဒီယိုတစ်ပုဒ်ကိုကျွန်တော်ဒီကင်မရာလေးကပဲရွေးလိုက်မယ်နော်။ တော့ဒီနေရာမှာကျွန်တော်တွေက image ဆိုတာဖြစ်နေတယ်ဗောနော် image ဆိုတာဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီမှာ video ကိုရွေးလိုက်ပါ video ကိုရွေးပြီးတော့မှာကျွန်တော်ကင်မရာကိုပြောင်းဝင်လိုက်ဗောနော်ကင်မရာကိုဝင်ပြီးွားပြီဆိုလို့ချင်းကျွန်တော်တို့က video တစ်ပုဒ်ကိုရွေးချိန်မှာဗောနော်အဲ video တစ်ပုဒ်ကိုရွေးချိန်မှာဖြစ်တဲ့အတွက်ကျွန်တော်ကဒီ video လေးကိုကျွန်တော်ရွေးလိုက်မယ်နော်ဒီဗီဒီယိုလေးကိုကျွန်တော်ရွေးလိုက်မယ်။โอเคဒါဆိုလို့ချင်းတော့ကျွန်တော်တို့ဒီဗီဒီယိုလေးရောက်လာပြီပေါ့နော်။ဗီဒီယိုလေးရောက်လာပြီဆိုလို့ချင်းကျွန်တော်ဒီအပေါ်မှာအဲတိုင်တယ်စာတန်းလေးမဖြစ်မနေထည့်ပေးရတယ်ပေါ့နော်။ ြီးလို့ရှိရင်ကျွန်တော်တို့တွေကဒီ discussion ပေါ့เนาะ discussion ကိုကတော့ကျွန်တော်တို့ထည့်ပေးလဲရတယ်မထည့်လဲရတယ်ဒါပေမဲ့တော်တော်များများတော့ discussion ကိုထည့်ပေးကြတယ်အသုံးပြုကြတယ်သူကစလုံးရေ9000တိရတယ်အပေါ်ကကျွန်တော်တွေကတိုင်တယ်ကကြတော့စလုံးရေ100ရရတယ်ပေါ့เนาะအဲ့တော့ဒီနေရာမှာကျွန်တော်တွေကအဲကျွန်တော်ထည့်ပေးပေါ့เนาะဒီနေရာမှာကို့ video နဲ့သက်ဆိုင်တဲ့အကြောင်းအရာကိုကျွန်တော်တွေထည့်ပေးပါပြီးလို့ရှိရင်ကျတို့ဒီ page link တွေပါတယ်ပေါ့เนาะအဲ့ဒါတွေကိုကျတို့ထည့်ပြီးပေါ့เนาะပြီးလို့ရှိရင်ကျတို့က ဘာတွေထပ်ပြီးတော့ထည့်လို့ရလဲဆိုလို့ရှိရင်ကျုပ်ဒီ patch net တွေဘာတွေကိုထပ်ပြီးတော့ထည့်လို့ရတယ်ဗောနော်ဟုတ်ကဲ့နော်အဲဒီလိုမျိုးကျုပ်တို့ဒီ discussion ကိုထည့်လိုက်ထည့်ပြီးွားပြီဆိုလို့ရှိရင် patch net ဆိုတာကဒီဘာကိုပြောရလဲဆိုလို့ရှိရင်အခုလိုမျိုး check ကလေးခံပြီးတော့ကျွန်တော်တို့ကဒီမှာထည့်လိုက်တာဗောနော်အဲဒီမှာဆိုလို့ရှိရင်ဘန်ကောက်ဆိုလို့ရှိရင်ဘန်ကောက်နဲ့ပတ်သက်တဲ့အဲဘန်ကောက်ပို့နဲ့ပတ်သက်တဲ့ဟာလေးကြာလာတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ရွေးလိုက်ပြီးလို့ရှိရင်ကျွန်တော်နောက်ထပ်နောက်ထပ်ထပ်ပြီးတော့ဗောနော်ကိုဗီဒီယိုနဲ့သက်ဆိုင်တဲ့ အဲဒါလေးတွေ key ဒီ hashtag လေးတွေကိုကျွန်တော်ထည့်လို့ရတယ် keyword လို့လည်းခေါ်တယ်ပေါ့နော်အဲအဲ့လိုမျိုးလေးတွေကျွန်တော်ထည့်သုံးလို့ရတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တွေက template တော့တော်ထည့်လို့မရဘူးပေါ့နော်ဘာလို့ထည့်မရတာလဲဆိုလို့ရှင် account အတစ်လည်းဖြစ်တယ်အဲ template ထည့်မယ်ဆိုလို့ရှင် template ထည့်မယ်ဆိုလို့ရှင် ကျွန်တော်တို့က verify လုပ်ပေးရမယ်နောက်တစ်ခုကကျွန်တော်တို့ဒီ video ကဒီ video က28စက္ကန့်ပဲရှိတာဖြစ်တဲ့အတွက်သူက အဲချော့အနေနဲ့သွားတာပေါ့နော်ဗီဒီယိုဒီ YouTube ချော့အနေနဲ့သွားတာဖြစ်တဲ့အတွက် template ထည့်ရထည့်လို့မရဘူးပေါ့နော်ထည့်လို့မရဘူးဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့က playlist ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ playlist ဆိုတာရှိတယ်အဲ playlist ကကြတော့ကျွန်တော်ဘာကိုလောက်ထားလဲဆိုလို့ရှိရင်ဗီဒီယိုတွေကိုအုပ်စုခွဲလိုက်တာပေါ့နော် ီဒီယိုတွေကိုအုပ်စုခွဲလိုက်တာအဲ့တော့ဟာတာဗီဒီယိုဆိုလို့ရှိရင်ဟာတာခရီးသွားဗီဒီယိုဆိုလို့ရှိရင် ခရီးသွားဗီဒီယိုပေါ့နော်အဲဇလန်းဆိုလဲဇလန်းဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းနီးပညာဆိုလဲနီးပညာအုပ်စုအုပ်စုဂျုံတွေခွဲခွဲပြီးတော့ပြပေးတာပေါ့နော်အဲ့တော့ဒီနေရာမှာ create playlist ဆိုတာနှိပ်လိုက်ပါပြီးလို့ရှိရင် new playlist ဆိုတာလေးကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါတော့အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကတိုင်တယ်ကိုဒီအဲခီးသွားခြင်းဆိုပြီးတော့ကျွန်တော်လုပ်လိုက်ထည့်လိုက်တယ် ောနော်ခยีသွားဆိုလဲခยีသွားပေါ့နော်ခยีသွားလို့ပဲကြောထည့်လိုက်တော့โอเคပြီးလို့ချင်းအောက်မှာ discussion ပေါ့နော်ဒီ playlist ရဲ့ discussion ကတော့ကျွန်တော်တို့ထည့်ပေးလဲရတယ်မထည့်ပေးလဲရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ playlist ကိုကျွန်တော်တို့က public ထားမှာလားပေါ့နော် public ထားမှာလားဒါမှမဟုတ်ဆိုလို့ချင်း private ထားမှာလားဒါမှမဟုတ်ဆိုလို့ချင်း analytics ထားမှာလားပေါ့နော် analytics ဆိုရင်တော့ကျွန်တော်တို့ကကိုအာလင့်ရှိတဲ့သူမှသာလင်ကျွန်တော်ကြည့်လို့ရမှာပေါ့နော်လင့်မရှိတဲ့သူကြည့်လို့ရမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်က ဒီ playlist ကို private အဲ sorry public ပဲထားမယ်ပေါ့နော် public ပဲထားမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီဘက်မှာ days public ဟိုပါပေါ့နော်အဲ့ဒီမှာကြတော့ကျွန်တော်တို့ကဒီအဲပုံမှန်သူ့ရဲ့အတိုင်းလေးပဲကျွန်တော်ထားပေးပေါ့နော်ပြီးလို့ရှိရင် create ဆိုတာလေးကိုနှိပ်လိုက်နော် create ဆိုတာကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်နှိပ်ပြီးွားပြီဆိုလို့ရှိရင်ကျွန်တော် dance ဆိုတာလေးကိုထပ်နှိပ်လိုက်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီ playlist လေးမှာခီးသွွားဆိုတဲ့ကျွန်တော် အာ playlist လေးတခုရသွားပြီပေါ့နော်အဲ့ထဲမှာ video လေးကရောက်သွားလိမ့်မယ်အာပြီးသွားပြီဆိုရင်ကျွန်တော်ကဒီမှာ orient ပေါ့နော် orient ဘိုင်းကိုထပ်ယူပေးရမယ် orient ဘိုင်းကကြတော့ကျွန်တော်တို့ခလေးအတွက်လားပေါ့နော်ခလေးအတွက်လားဒါမဟုတ်ဘူးဆိုလို့ရှင်အာခလေးအတွက်မဟုတ်ဘူးလားပေါ့နော်ခလေးအတွက်ကကျွန်တော်တို့ခလေးအတွက်တီးတန့် ီဒီယိုတွေပေါ့နော်တီတန်ဗီဒီယိုတွေဖန်တီးပြီးတော့တီတန်ဗီဒီယိုတွေရှိတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ဗီဒီယိုကခလေးအတွက်ဆိုလို့ရှိရင်ခလေးအတွက်ဆိုတာကိုကျွန်တော်တို့ဒီအပေါ်ဆုံးမှယူပါအပေါ်မှယူပါအကယ်၍ခရီးအကယ်၍ခလေးအတွက်မဟုတ်ဘူးဆိုလို့ချင်းကျတို့ကအောက်မှာရွေးပါတော့များသောအားဖြင့်ကတော့ကျတို့ဒီအောက်မှာပဲရွေးကြပါတယ်အဲ့တော့ ပြီးလို့ရှိရင်တော့ကျွန်တော်တို့မှာ show more ဆိုတာကိုထပ်ပြီးတော့နှိပ်ပြီးပေါ့နော် show more ဆိုတာကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာဘာမှလောက်ဆရာမလို့အမှန်ကျစ်တွေပါလိချစ်ဆရာမလို့ပေါ့နော်ဒါတွေကကြတော့ဒီကိုယ့်ရဲ့ဟာလာဟိုကိုယ့် sponsor ပေးတဲ့သူပေါ့နော် sponsor ပေးတဲ့သူရှိတယ်ဆိုလို့ရှိရင်တော့အမှန်ကျစ်ချစ်အကယ်၍မရှိဘူးဆိုလို့ချင်းကျောဝါချစ်စရာမလိုဘူးဗောနော်အဲကိုယ့်ရဲ့ဗီဒီယိုကိုစပွန်ဆာပေးထားတဲ့သူရှိတယ်ဆိုလို့ချင်းတော့ဒီနေရာမှာအမှန်ကြီးချစ်လိုက်ဗောနော်အဲ့တော့ကိုကအကောက်အစ်ဖြစ်တာ ဖြစ်တဲ့အတွက်ကြောင့်မလို့ပါအဲ့ဒါတွေချစ်စရာမလိုပြီးလို့ရှိရင်ဒီအောက်မှာ yes no ပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့ဘာမှလုံးစရာမလိုအဲကျွန်တော်ဆွဲတင်သွားဆွဲတင်သွားပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာ task ပေါ့နော်အဲ့တော့ task ကကြတော့ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲရှေ့မှာထည့်ခဲ့သလိုပဲကျွန်တော်ဒီနေရာလေးမှာသူကကြတော့ဒီချက်ကလေးထည့်ကြမလို့ဘောနော်ဟာတနာလေးထည့်ကြမလို့တော့ဘူးမလို့ဘဲနဲ့ကျုပ်တို့ကကိုဟလာထည့်မဲ့ ုထဲမဲ့စကားလုံးလေးတွေကိုထည့်လိုက်ရုံပဲဗောနော်ဘန်ကောက်ဗောနော်ပြီးလို့ရှင်ကျတို့တွေကဒီမှာဖုံးမှာဆိုလို့ရှင်တော့ဒီမြားအောက်ကလေးကို ထောက်ပေးလိုက်ဗောနော်နှိပ်ပေးလိုက်အဲ့ဒါဆိုလို့ရှင်ကျတို့ကဒီမှာသူကအဲ့ဒီမှာရောက်သွားလိမ့်မယ်ဗောနော်ပြီးလို့ရှင်ကိုထတ်ထည့်ခြင်းနဲ့ဆိုလို့ရှင်တက်ပြီးတော့ကျုပ်လေးချက်လိုက်ရအောင်နော်။ Okay နော်။ အဲ့လိုမျိုးလေးထည့်ပါလိုက်အဲပိုထည့်မဲ့ဟာလေးကိုကျွန်တော်တို့ဒီလိုမျိုး9ခုလောက်ထိကျွန်တော်ထည့်ပါလို့ရတယ်ဗောနော်သူကစလုံးကြီး900ထိရတယ်အဲ့တော့ကိုကိုဗီဒီယိုနဲ့တက်ဆိုင်နဲ့အခုလိုမျိုးဒီဟွာလေးတွေဗောနော် ကိုဗီဒီယိုနဲ့တက်ဆိုင်နဲ့တက်စကီးလေးတွေတက်စလေးတွေကိုထည့်သွားပါအဲ့လိုမျိုးထည့်လိုက်ထည့်ပြီးပါပြီဆိုလို့ရှင်၅ခုလောက်ကျွန်တော်ထည့်ပြီးပါပြီဆိုလို့ရှင်ကျွန်တော်အောက်မှာဗီဒီယို language ဗီဒီယို language မှာကျွန်တော်ကတော့အင်္ဂလိပ်ပဲထားရတယ်ဗောနော်ဗီဒီယို language မှာကျွန်တော်အင်္ဂလိပ်ပဲအများဆုံးထားပေးတယ် ်အင်္ဂလိပ်ပေါ့နော်ကျော်ယူထားတယ်ပြီးလို့ရှိရင်ကျတို့ကဒီမှာအဲ recording date ပေါ့နော် recording date မှာကျတော့ကျတို့ဘာလို့ထားလဲဆိုလို့ရှိရင် recording date မှာကျတော့အခုဒီနေ့28ရက်ပေါ့နော်အော်တိုဘာ28ရက်ဖြစ်တဲ့အတွက်ကြောင့်မလို့အော်တိုဘာ29ကိုယူတယ်ပြီးလို့ရှိရင် location location ကကျတော့ကျတို့တွေဘန်ကောက်ကိုကျွန်တော်ယူရတယ်ပေါ့နော်ပြီးအဲဘန်ကောက်ကိုကျော်ယူလိုက်တယ်ရွေးပြီးွားပြီဆိုလို့ရှင်ဒါရွေးပြီးွားပြီဆိုလို့ရှင်ကျွန်တော်ဘာဆက်လုပ်လဲဆိုလို့ရှင် ဒီ license နေရာမှာဗောနော license နေရာမှာကျတို့တွေက license နေရာမှာဒီ standard YouTube license ဆိုပြီးတော့ကျတို့ထားတယ် standard YouTube license ဆိုပြီးထားတယ်ဆိုလို့ချင်းကျတို့ရဲ့ video ကိုကျတို့ကသုံးဆွဲခွင့်မပေးထားဘူးဗောနော်အကယ်၍ကျတို့ကကျတို့ဒီမှာ creative common ဆိုတဲ့ဟာကိုကျတို့ဒီအောက်ကဟာကိုထားထားတယ်ဆိုလို့ချင်းကျတို့ရဲ့ video ကိုတခြားလူတွေ ယူသုံးလဲယူသုံးလို့ရတယ်ဆိုတာမျိုးကိုဖွင့်ပြပေးထားတာပေါ့နော်အဲ့တော့ကျွန်တော်များသောအားဖြင့်တော့ standard youtube license ဆိုပြီးတော့ကျွန်တော်ထားရတယ်ပေါ့နော်အဲပြီးွားပြီဆိုလို့ရှင်ကျွန်တော်ကဒီမှာ allow အဲ command byte ပေါ့နော် allow command byte ကိုကျွန်တော်သွားမယ် command byte အဲ command byte ပေါ့နော်ဒီမှာ command byte ကိုမရောက်ခင်မှာကျွန်တော်ကဒီမှာကိုယ့်ရဲ့ calculator ကိုကျွန်တော်ယူရတယ်ပေါ့နော် အဲ့ဒီနေရာမှာကျောင်းတွေက blog and blog အဲ people and blog ဆိုပြီးသူကလက်ရှိဖြစ်နေတယ်ဗောနော်အဲ့တော့ကိုယ့်ရဲ့ channel ကကိုကဘယ်အတွက်လဲဗောနော်သင်ကြားရေးပိုင်းလား entertainment ပိုင်းလား game ပိုင်းလားဤပညာပိုင်းလား music ပိုင်းလားဗောနော်ရောအဲ့ဒါကိုကိုယ့်ရဲ့ channel အလိုက်ကျွန်တော်ကဒီမှာရွေးချယ်ပေးရတယ်ဗောနော်ရွေးချယ်ပေးရတယ်အဲ့တော့ကျွန်တော်ကတော့ကျွန်တော်ဒီမှာဒီနေရာမှာ travel ဆိုတာကိုကျွန်တော်ရွေးမယ် travel အဲ okay ဗောနော်အဲ့လိုမျိုးလေးကျွန်တော်ရွေးလိုက်မယ်ဒါကအဲ video ကျောင်းတွေ ဒီဒီ channel ကခီးသွားတာ ਨੇ ပတ်သက်ပြီးပတ်သက်တဲ့ဗီဒီယိုတွေကိုတင်မယ်ဆိုတော့ဟိုပါဘောနော်အဲ့လိုမျိုး travel ဟိုပါရွေးလိုက်တာဗောနော်ပြီးလို့ရှိရင်ကျွန်တော်တို့ comment ဘိုင်းလာပြီဗောနော် comment ဘိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ကအခုလက်ရှိမှာ on ထားရတယ်ဗောနော်အခုလက်ရှိမှာကျွန်တော် on ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့တွေကဒီ comment ကိုပိတ်ထားမလားဖွင့်ထားမလားဗောနော်ပုံမှန်အားဖြစ်တော့ကျွန်တော်ဖွင့်ထားတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာကျွန်တော်တို့တွေအဲ subscription ဖြစ်တဲ့ သူဒါမှမဟုတ်ဘူးအဲ subscription ဖြစ်တဲ့သူရဲ့ member ဝင်ထားတဲ့သူရဲ့ပဲ comment မှန်းလို့ရမယ်ဆိုလို့ရှိရင် subscription နဲ့ member ကိုပဲကျွန်တော်တို့ကရွေးထားမယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့အားလုံးကိုမန်းဝင်ပေးမယ်ဆိုလို့ရှိရင်တော့ဒီအပေါ်ကအဲ avion ကိုကျွန်တော်တို့ရွေးပေးထားမှာဖြစ်ပါတယ်နော်ရွေးပေးထားမှာဖြစ်ပါတယ်လုံးဝပိတ်ထားခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့မှာ off ဆိုပြီးတော့ပိတ်ထားလို့ရတယ် ေါ့နော်ဒါကတော့ command bind နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြပေးတာဖြစ်တယ်ပေါ့နော်အပြီးွားပြီဆိုလို့ချင်းကျွန်တော်ကအခုလိုမျိုးလေးသေးလိုက်လက်လေးနဲ့သေးလိုက်ပြီးွားပြီဆိုလို့ချင်းကျွန်တော်တို့ဒီမှာအဲဒီနေရာကိုကျွန်တော်ကြံနေခဲ့သေးတယ်ပေါ့နော်ဒီနေရာကိုကြော်သွားတယ်အဲ့တော့ဒီနေရာကိုကြော်သွားတာကလည်းကျွန်တော် verify မလုပ်ရသေးလို့ကြော်သွားတာဖြစ်တယ်ဗောနော် verify မလုပ်ရသေးလို့ကြော်သွားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာဘာရှိလဲဆိုလို့ရှင် s ကျုပ်ဒီမှာဗီဒီယိုလေးတွေပေါ့နော်ဗီဒီယိုလေးတွေကတ်ထည့်တာအဲ့တော့ကျွန်မ add ဆိုတာလေးနှိပ်လိုက်မယ် add ဆိုတာလေးနှိပ်ပြီးပါပြီဆိုလို့ရှိရင်အခုလက်ရှိမှာကျတို့ကဗီဒီယိုအဲထည့်ပြစရာမရှိသေးတာဖြစ်တဲ့အတွက်ဒီအဆင့်ကိုကျော်သွားတာဖြစ်တယ်ပေါ့နော်အဲ့တော့ဟုတ်ပြီကျတို့တွေဒီမှာ next ဆိုတာကိုထပ်ပြီးတော့သွားလိုက်ပါ နောက်ဗီဒီယိုတွေကြာလို့ရှိရင်လည်းကျွန်တော်ခုနကဟာကိုကျွန်တော်အသုံးပြုလို့ရပြီပေါ့နော်အခုလက်ရှိမှာကဗီဒီယိုတပုတ်တည်းဖြစ်တဲ့အတွက်ကြောင့်မလို့သုံးမရတာအဲ့တော့ဒီနေရာမှာ copyright ကိုတခါတည်းစစ်ပေးသွားတယ်ပေါ့နော် copyright ကျွန်တော်မချိဘူးဆိုလို့ရှိရင်အခုလိုမျိုးဒီအစိမ်းရောင်အမှန်ချစ်ကလေးနဲ့ကိုကျွန်တော်မြင်တွေ့ရမှာဖြစ်ပါတယ်အကယ်၍ copyright ရှိနေတယ်ဆိုလို့ရှိရင်ဒီနေရာမှာ copyright ပြပေးပါတယ်နော်ဒီမှာတော့ no issue found ဆိုပြီးကျွန်တော်ပြပေးတယ်အပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာနှိမ့်နဲ့ထပ်ပြီးတော့သွားပါတော့ နေနဲ့ထပ်သွားတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာနောက်ဆုံးနေရာကိုရောက်လာလိမ့်မယ်နောက်ဆုံးနေရာကိုရောက်လာတယ်ဆိုရင်ကျွန်တော်က private ထားမှာလားဗောနော် analytics ကျွန်တော်ထားမှာလားပြီးလို့ရှိရင် public ထားမှာလားဗောနော်အဲ့တော့ကျွန်တော်က DVD ကို public ထားမှာဖြစ်တဲ့အတွက် public ကိုကျွန်တော်ရွေးချယ်မယ် public ကိုရွေးချယ်ပြီးတဲ့အပြင်ကိုကျွန်တော်တို့ကဘာထပ်လုပ်မလဲဆိုလို့ရှိရင်အခုသူ့ကိုဗောနော် DVD ကိုကျွန်တော်တို့ကသဘောတကူမနက်9:00နာရီမှ အဲကိုယ့်ရဲ့ audience တွေကိုမြင်စေချင်တယ်ကိုယ့် channel တွေကလူတွေကိုမြင်စေချင်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာ subscribe ကိုနှိပ်လိုက်နော် subscribe ကိုနှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုလို့ချင်းသူက on over 28လို့သူကပြရတယ်ပေါ့နော်အဲ့လိုမျိုးပြရတယ်ဆိုလို့ချင်းကျွန်တော်တို့ကဒီနေရာမှာတစ်ချက်နှိပ်လိုက် on over 29ကိုကျွန်တော်တို့တွေယူလိုက်ပေါ့နော် on over 29ကိုယူလိုက်29ကိုယူပြီးသွားပြီဆိုလို့ချင်းသူကအခုလိုမျိုးမြင်အနီလေးနဲ့ဖြစ်နေလိမ့်မယ် အဲ့လိုမျိုးဖြစ်နေတယ်ဆိုလို့ချင်းကျွန်တော်ဒီမှာတိုင်းစုံကိုထပ်ပြီးတော့အဲတိုင်းစုံကိုထပ်ပြီးတော့တိုင်းကိုထပ်ပြီးတော့ရွေးပေးပေါ့နော်ဒီနေရာမှာကျွန်တော်တို့တွေโอเคเนาะဒါဆိုလို့ရှိရင်၄နာရီနဲ့15မိနစ်ပေါ့เนาะအဲ၄နာရီနဲ့15မိနစ်မှာဒီဗီဒီယိုလေးကိုတင်ပေးမယ်ပေါ့เนาะတင်ပေးမယ်လို့ဆိုလိုခြင်းဖြစ်တယ်ပြီးလို့ရှိရင်တိုင်းစုံ ိုင်းစုံကကြတော့ကိုကမြန်မာဆိုလို့ရှိရင်လည်းမြန်မာစင်ကာပူဆိုလို့စင်ကာပူမလေးဆိုလည်းမလေးပေါ့နော်အဲဒီလိုမျိုးကိုကျွန်တော်တို့ရွေးချယ်ခိုင်းတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကတော့အပေါ်ဆုံးကအပေါ်ဆုံးကကျွန်တော်တို့ဒီထိုင်းဟလာအဲ location ဆုံပေါ့နော် location ဆုံဆိုတော့ကျွန်တော်ရွေးလိုက်မယ်ရွေးပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာစကကျူးဆိုတာနှိပ်လိုက်နော်စကကျူးဆိုတာနှိပ်လိုက်ဒီမှာစကကျူးလေးရှိတယ်နော်ဒါလေးကိုနှိပ်လိုက်အဲ့တော့ကျွန်တော်တို့ဒီမှာ ဖုန်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ကစလုံးအခုလိုမျိုးတိတိလေးပဲမြင်ရတယ်ဒါလုံနေကြလူဖြစ်တဲ့အတွက်ဒါမြန်မာတမ်းမိတယ်လုံလို့အဆင်ပြေတယ်ဗောနော်အဲတခါမှမလုံဘူးတဲ့သူဆိုလို့ရှိရင်တော့အခုလိုစလုံးသေးနေတယ်ဆိုလို့ရှိရင်ဒီလိုမျိုး luck လေးနဲ့အဲဆွဲရှဲအဲဆွဲရှောက်ဗောနော်အဲ့လိုမျိုးလုံလိုက်ပြီးလို့ရှိရင်ကျွန်တော်တို့မှာစကကျူးလို့တင်ဗောနော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီဗီဒီယိုလေးကဟာလာမနက်၄နာရီနဲ့၁၅လားအဲဆိုလို့ရှိရင်တော့ကျုပ်ဒီ line ball ကိုရောက်သွားပါလိမ့်မယ်နော် ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာတက်လက်စားတဲ့ continue ကိုနှိပ်ပေးလိုက်ပါမယ်။ continue ကိုနှိပ်ပေးလိုက်တော့မယ်။ဒါဆိုလို့ရှိရင်ဗီဒီယိုလေးလည်းအလုံးတင်လို့ပြီးသွားပြီဖြစ်ပါတယ်။နောက်ဗီဒီယိုတွေမှာဒီ YouTube နဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေထပ်ပြီးတော့လောင်းမှဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ YouTube channel နဲ့ Facebook page ကို like and ကျွန်တော်တို့ subscribe လေးလုပ်ပေးထားပါဗျာ။